အားလုံးပဲမင်္ဂလာပါဗမ်းမီရှယ်ရင်မှာပြန်လည်ကြိုကြပါရခင်ဗျာမကုမျိုးရဲ့ရင်မှာလာပတ်ခဲ့တဲ့နေရများဟာအကျန်းဖတ်လိုက်တဲ့ရုပ်ရှိတဲ့အချိန်နီးအကျန်းပတ်ထုံမြောက်နေနေညချမ်းရေးဆွေးနွေးမှာလာစားတဲ့အကြောင်းတွေကိုတို့ပြလာတဲ့ကိုပိုင်ရဲ့ကိုရဲ့ဗီဒီယိုကိုပြန်လည်မျှဝေပေးလိုက်ပါရခင်ဗျာအောင်နေကလည်းပဲဒီလိုမျိုးသူတို့နေရမှာ အာဒါတာတာယာဖြောက်လုံးနေပြီဆိုတော့ပလောင်နေကအဆုတ်သွားတဲ့အချိန်မှာ PDF တွေကတော့ပုံစံပုံစံတွေပဲဒါမိုးကုတ်မျိုးရဲ့အချိန်နီးပေါ့ဗျာ ကြည့်ပြမယ်။ဒါကြည့်လိုက်တဖားကန့်ကြတာလည်းနော်။တဖားကန့်မဟုတ်ပါဘူး။အရင်တော့ဒီနေရာလေးကဒီလိုလေးပါဓမ္မပါ။အဲ့ဒါကမိုးကုတ်ကောင်းကလေးပါ။အရင်တော့ဆိုတော့ဒီလိုလက်လာလေးပေါ့နော်။မြက်ခင်းမြင်စိစိလေး။အမြင်လားဒီလိုပန်းပင်လေးတွေဒီမှာ။ဒါနဲ့ကိုဟိုခါမိုပန်းလေးတွေဒီလိုလေးတွေနဲ့အိုးတအားလာခဲ့တာ။အဲ့ဒါလည်းအောက်ကိုရောက်သွားတဲ့မိုးကုတ်ကအဲ့ဒီခေါင်းကွေးကအဲ့ဒီပုံစံမျိုးဖြစ်နေ အဲ့လိုပုံစံမျိုးဖြစ်နေတာမဟုတ်သူတယောက်ရိုက်ထားတာလေးကိုကျွန်တော်တင်ပြပေးတာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တိုင်းนี่ကသူတို့ကတကယ်တိုက်တာလားနိုင်ငံတော်အတွက်တိုက်တာလားတကယ်လို့အကြမ်းဖက်သူတို့ပြောနေတဲ့ဟိုနေမှာလည်းတောက်တော့ကိုတိုက်တာလားဘာမှမဟုတ်တော်လိုင်းလို့တော့သူတို့အကျိုးစီးပွားတွေရဖို့နေရာတိုင်းမှာအကျိုးစီးပွားတွေရဖို့အကျိုးစီးပွားတွေအောင်မြင်ဖို့တော့သူတို့လှုပ်ဆောင်နေတာကိုကျွန်တော်တို့တွေ့ရတယ်။အဲ့တော့တွေ့ရတော့နောက်တစ်ခုကျွန်တော်ဆက်ပြောမှာဆိုဒီ တင်ရတဲ့ကိုချိတာမို့ကျွန်တော်မော်လိုက်ပဲမော်လိုက်ပဲဆိုတင်နေတိတ်ပြောမပြောကြဘူးဆိုပြီးတော့ကျွန်တော်ပြောကိုပိုင်မော်လိုက်ပဲအကြောင်းကြီးပြောတာမတွေ့ဘူးပြောလဲဆိုကြောင်မော်လိုက်အကြောင်းမသိဘူးတကယ်မသိဘူးမော်လိုက်ကြောင်ဘာဖြစ်နေမှာကိုဒါပေမဲ့မော်လိုက်ကဆိုကျွန်တော်တင်တော့ပြောတော့ကျွန်တော်ဆိုမော်လိုက်ကဆိုတဲ့တင်လာဖို့ပြောပြတယ်မော်လိုက်မှာရှားပြင်းနဲ့တင်းတဲ့ဒီမြေရောင်ပဲတက်ပါသေးတယ်လားမော်လိုက်တစ်မျိုးလုံးကမရှိတော့ဘူးတဲ့ အဲ့တော့အမ် online တမျိုးလုံးမှမရှိတော့ဘူးဆိုတော့ morning နဲ့ကလေးကကားလမ်းမှာဒါ producer တားဆိုလို့ရှိရင် mind ခွဲတာလည်းကနာခဏဒီ PDF တွေကအကုန်လုံးက PDF တွေပဲပိုင်သွားပြီတဲ့အဲ့ညမှာဆိုတော့ဒီ channel မြေအနောက်ဘက်ကမ်းမှာဆိုလိုက်တာတော့မင်းရွာပေါ့အမ်တော့မင်းရွာတရွာပဲဒါတက်မလောက်ပါစုံမှုရတာရှိတယ်တဲ့တော့မင်းရွာအရှိမှဆို morning အဲ့ မော်လိုက်ကလေးရောပေါ့နော်မော်ကလိုက်ကလေးရောဆိုရင်ဒါအကျန်းဖက်တွေပဲရှိတယ်တဲ့အဲ့ဒီအရှိဘက်မှာဆိုလို့ရှိရင်လည်းသူကအေးရှိတယ်အနောက်ဘက်မှာဆိုလည်းချင်းမြင့်တွေရှိတယ်ချင်းမြင့်မြင့်ရှိတယ်ပေါ့ချင်းမြင့်မြင့်ရှိတော့အဲ့ဒီရွာကလည်းပဲအင်ဂျင်190လောက်ရှိတယ်အဲ့တော့အများစုကချင်းမြင့်မြင့်မှာကြတော့ဘာဖြစ်လဲဆိုတော့ဒါရွှေဖောင်တွေကိုတားများတယ်အဲဒါလိုမျိုးတရားမဝင်ရွှေဖောင်အဓိကအတိုင်းကိုတိုက်ချင်တာလားနိုင်ငံကိုဖျက်ဆီးတာဘာလို့လုပ်ချင်တာလဲတော်လိုင်းလုပ်ချင်တာမဟုတ်သူတို့အကျိုးစီးပွားအတွက်ကိုလုပ်တာ နိုင်ငံတိုင်းမှာကျွန်တော်ကြည့်နေတဲ့တိုက်တာခိုက်တာမဟုတ်ရရင်တည်ရင်သာတာကိုပဲယူကြတာအဲ့တော့လူရမှုတစ်ခုပဲဖြစ်တယ်နိုင်ငံတော်ရဲ့တည်ရင်သာတာအကျိုးစီးပွားတွေလူရမှုပဲဖြစ်တယ်တော်လည်းကြီးမဟုတ်တော့ဘူးအခုဆိုလို့ရှိရင်ရွှေတွေဆိုလို့ရှိရင်ကျွန်တော်အခုတော့ဘာကြောက်ပြောလာတယ်ဆိုရွှေတွေကတအားစေးကြီးလာတယ်အဲ့ရွှေတွေအဲ့မျောတဲ့ကနေပြီးတော့အဲ့သူတွေနဲ့ချိတ်ဆက်ပြီးတော့မြန်မာနိုင်ငံထဲကရွှေတွေမြန်မာနိုင်ငံထဲပြန်ရောက်လာနိုင်ငံခြားရွှေတွေဝင်လာလည်းမဟုတ်အဲ့တော့ကနိုင်ငံတော်ကတတ်မှတ်ထားတဲ့ဈေးက350ကျော်လို့ရှိရင်သူတို့က350ကျော်လို့80ကျော်ကြီးလို့ဆို ဒါတွေကလည်းဥပဒေတွေတအားမဲ့နေတော့နိုင်ငံတော်ကလည်းပဲအကြီးအကျယ်ပြက်စီတာပေါ့။နော်နိုင်ငံတော်ထုတ်လုပ်ထားတဲ့ထုတ်မှတ်ထားချမှတ်ထားတဲ့ဥပဒေကအာဒါဟိုဒီမောဘယ်လိုပြောရမလဲဆိုတော့လေးစားလိုက်နိုင်အောင်မရှိဘူးဖြစ်ကုန်တာပေါ့။နော်ဖြစ်ကုန်တာဆိုတော့အရေးယူမှုမရှိလို့လည်းလေးစားလိုက်နိုင်အောင်မရှိတာဖြစ်တယ်။ဒါတွေကတော့ထိတိရောက်အရေးယူမှတာနေနိုင်ငံတော်ရဲ့နိုင်ငံဥပဒေနိုင်ငံတော်ရဲ့အဲဥပဒေကနိုင်ငံသားတိုင်းလေးစားမှာဖြစ်တာပေါ့နော်။ ဒီဥဒေကိုထိသိမ်းစောင့်ဆောင်တဲ့ညောင်းနိုင်ငံရဲတပ်ဖွဲ့လို့ရှိမယ်။အဲဒါတရားစီရင်စုတရားစီရင်အဖွဲ့တွေရှိမယ်။အဓိကတော့မြန်မာနိုင်ငံရဲတပ်ဖွဲ့ကတော့အာဂူကတော့မြန်မာနိုင်ငံရဲတပ်ဖွဲ့။ညောင်းနိုင်ငံရဲတပ်ဖွဲ့ကိုပြည်သူကအာဂူကတော့ပြည်သူကနေပြီးတော့တိုင်ပြောတဲ့ခါကျတော့ဟောင်းမိုးဆိုတော့အဲဒါလေးလုတ်ပေးတာကမြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ဒါပြည်သူကိုချစ်ခင်မြနိုးတယ်လို့ပဲတံမိုးထားတယ်လို့ပဲကျွန်တော်အနေနဲ့သုံးသပ်ပြီးပါတယ်။နော်။ဒါမြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်းပဲပြည်သူကိုချစ်ခင်မြနိုးတယ်ဆိုတာလည်းပဲကျွန်တော်တို့ကသိပါတယ်။ အဲ့တော့အေးအေးယူဖို့လိုအပ်တာလေးတွေကိုလည်းအေးအေးယူပြီးတော့ဥလိရစောက်စောက်တင်တာလေးတွေကိုလည်းစောက်စောက်စိတ်ချင်ပါသေးတယ်နော်အာညာနိုင်ငံရဲ့တပ်ဖွဲ့ကိုလည်းကြာဒီနေ့နေ့ပါကျွန်တော်တိုက်တွန်းနေပါတယ်အဓိကကတော့ဆက်ပြောမှာဆိုဒီချင်းတွင်မြေတချောင်းမှာရှိတဲ့ရွှေမျောတွေအဲဒီချောင်းတို့ဒီအညာတွေဒီမရင်ရအောင်လို့ရှင်းကူတို့ချောင်းတို့တပိန်ချင်းတို့ရေဦးတို့အဲ့ဒီဘက်မှာရှိတဲ့လက်ပံလာအမှရွှေထွက်နေတဲ့နေရာတွေအားလုံးက ဒီနောက်ဆုံးတေသာဆန်းဆိုတော့မှရွှေပိတ်တာချိန်မောင်းကိုတတော်များများကိုရှိသွားတယ်လို့ကြားတယ်။အဲ့ဒါတွေပဲရောက်လဲဒီဒီမြန်မာပြည်ထဲမှာပဲပတ်ရောင်းပြစ်တာပဲအကုန်လုံးကနော်ရွှေဆိုင်ဒီကိုပဲအဲဒါကျွန်တော်တို့တတိထားပြီးတော့မှနိုင်ငံတော်အစိုးရအနေနဲ့ပြစ်မထားအောင်ဆိုရင်တော့ဒါအကြမ်းဖက်တွေလည်းရော့ရဲသွားမယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်။ ဘာကြောင့်လဲဆိုတော့ရွှေဆိုင်တွေက80 80လောက်နဲ့ရောင်းနေတယ်50နဲ့သာသူတကယ်ရောင်းနေအကြမ်းဖက်ကောင်တွေကသူတို့စီကိုဒါရောင်းလို့ရှိရင်သူတို့ကဘလောင်းနဲ့ပြန်ဝယ်မလဲဟာလား40လောက်နဲ့ဝယ်မှာပေါ့ဒါဆိုနည်းနည်းတက်တာမှာပေါ့ကျွန်တော်အကြမ်းဖက်လောက်ရတယ်မှာသူတို့လက်နက်ဝယ်တဲ့အခါမှာနည်းနည်းတက်တာမှာပေါ့အဲ့လိုမဟုတ်တဲ့အခါကျတော့ အဲရွှေဆိုင်တွေကနိုင်ငံတော်အစိုးရနေပြောမှာတိန်90နဲ့ရောင်းတယ်တိန်90နဲ့ရောင်းတဲ့ခိုင်းတဲ့ဥစ္စာကိုမှသူကတိန်80တိန်80သူတို့ဝယ်တဲ့ခါလဲတိန်60တိန်80လောက်သူပေးပြီးဝယ်တဲ့ခါကျအကြမ်းဖက်တွေတော့ကငွေကြီးပို့ရနေတာပို့ရတဲ့ခါကျတိုင်းကြီးကိုဖျက်ဆီးဖို့ လိုအပ်တာတွေသူတို့ပို့ပြီးတုံးတုံးလို့ရတာပေါ့ဒါကိုကျွန်တော်အနေနဲ့ထောက်ပြတာဖြစ်ပါလေတာတဥသာစီတဥသာစီမရှိပါဘူးเนาะအဲ့တော့အကြမ်းဖက်တွေကိုအားပေးနေတယ်လို့ပဲကျွန်တော်အနေနဲ့ကအာတုံးတက်နေတယ်ဒီຢာလေးတွေကိုကျွန်တော်ထောက်ရှုခြင်းအပြည့်ဘာလို့လဲဒီရွှေတွေကဒီဘက်ကလာတယ်ဒီဘက်ကနေပြဈေးကြီးပေးဝင်တယ်ဒီဘက်ကပြည်သူဘက်ကဈေးကြီးပြန်ရောင်းတယ်ဆိုတော့ပြည်သူဘက်ကငွေတွေအားလုံးကိုအကြမ်းဖက်ဘက်ကိုငွေချီးရှင်းတော့လုပ်ပေးတယ်လို့မျိုးကျွန်တော်အနေနဲ့ယူဆမိတယ်เนาะ ဒီရွှေတရရွှေဆိုင်နေအားလုံးဒီနိုင်ငံခြားနေကဝင်လာတဲ့ရွှေတွေကိုသွားပြီးတော့မှဒေါ်လာနဲ့ဝယ်တာမဟုတ်ဘူးအဲမဟုတ်ဘူးလို့ကျွန်တော်နေနဲ့ယူဆသုံးသပ်မိတယ်အဲရွှေဆိုင်တွေကိုကျွန်တော်တို့ကဂွန်ဒလောမှာဘာကြောင့်ပြောလဲဆိုတော့အဲ့ဒီပြဿနာတွေကဒါကကျွန်တော်တို့ကြားသိလာတာရှိတယ်ကြားသိလာတာရှိတော့ဒါလေးတွေကိုထိန်းချောင်းစေချင်တဲ့ဆန္ဒတခုနဲ့ပြောတာဖြစ်ပါတယ်တူတူမှဆိုလို့ရှိရင်ဗျာအဲအမျိုးသမီးတယောက်ကရွှေနဂတ်လေးတောင်မှပန်နိုင်ဘူးဗျာရွှေနဂတ်လေးဆိုတဘူးတပဲပေါ့ဗျာအများကြီးတမဟုတ်ပါဘူးအဲနဂတ်လေးပန်ဖို့တော့က၄-၅သိန်းနဲ့လည်းပန်လို့မရဘူးအဲ့လိုမျိုးတွေရှိတယ် လင်ငါသိန်းနဲ့ပတ်စံလေးလင်ငါသိန်းရဖို့ဆိုတာလည်းတော်တော်ကျုံ့ကန်ရတယ်တချို့ဈေးရပလုံကောင်းတဲ့လူတွေမျိုးသမီးကလေးမလေးတွေတွေ့တာအများကြီးကလည်းကျွန်တော်တို့နိုင်ငံမှာရှိပါတယ်အဲ့တော့သူတို့တွေမှာလည်းပဲအဲဒါသူများတွေရှေ့ဝဲလို့ချင်တယ်သူတို့လည်းဝှစ်ချင်ရှာမှာပေါ့တကယ်ကြယ်တဲ့တော့နိုင်ငံတော်အသိငါသိန်းပြောတယ်ဖိုဘက်ကသိန်း80 80လေးဖြစ်တယ်အဲသိန်း80 80လေးကလည်းသူတို့ပြန်ဝဲတော့လည်းသိန်း80ပဲမှအချမ်းဖက်တရားအောင်မှရွှေတွေကိုနိုင်ငံတော်စိတ်ဘာမှမပေးမဆောင်နဲ့တူတယ်အဲဒီဘက်ကိုရွှေတွေကြတော့ဈေးအများကြီးလဲပြီးရင်အဲ့မှာပဲသူတို့ဈေးရွက်ချမ်းသာသွားကြတယ်ဆိုတော့ဒါဟာ ကျွန်တော်တို့နိုင်ငံတော်အစိမ့်အနေနဲ့စဉ်းစားပြီးဖို့လိုအပ်တယ်လို့ဒါကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဗျာเนาะအခုဆိုလို့ရှိရင်ဒါရခိုင်ဒီကြောက်ပြီးပါမှာဆိုလို့ရှိရင်လည်းပါတိုင်းချောင်းရွာရှိမယ်တိုင်းချောင်းရွာမှာရှိတဲ့တိုင်းချောင်းဆွဲကိုတောင်းတော့ကအလုံးစုံပြန်လဲထိချုံလိုက်တာဖြစ်တဲ့အတွက်အဲအားလုံးကကြောက်ဖြူမှာကတော့အကုန်လုံးရခိုင်တော့အဖြစ်အပြည့်တော့ဖြစ်သွားပြီလို့ပြောရမယ်เนาะတောင်းတော့ကဒီရခိုင်ဘက်ကိုကျွန်တော်ကြားသိတဲ့တင်ရတော့ကွာတန်တွဲဒီဘက် ဟိုကျွန်တော်ရွေးကောက်ပွဲလုပ်ငန်းနေရာတွေကိုဟိုဆွေးနွေးပွဲနဲ့ယူမလဲလို့တော့ကျွန်တော်တို့နေနဲ့သုံးသပ်မိတယ်။ဘာလို့နိုင်ငံတော်ကဆွေးနွေးပွဲနဲ့ယူတာတွေကိုတစ်ဖက်အကြမ်းဖက်မီဒီယာတွေမှာတော့တမျိုးပြောကြလိမ့်မယ်။မင်းတို့ကတရုတ်ကိုသွားသွားတောင်းတယ်ပြောတော့မဟုတ်ဘူး။တက်မော်ကတိုက်လို့ရှင်အိုင်းမှာရှိတဲ့ပြည်သူတွေတေကုန်မှာဆိုလို့ဒါမင်းတို့နောက်ဆုံးမှလားအာတရုတ်ကိုပြောတဲ့ဆိုတာကဒါတက်တည်ထူတာ။ တသိထူတာ တေကညီနိုင်ပြီတယ်မရအောင်မရချမှာပဲမရချမှာပဲတခါလဲအပြက်ချင်းအပြောင်းချင်းမှာပဲဒါပတော်ဆိုညီညာရေးအနေနဲ့အပြည်သူလူထုတွေငဲညာတောက်တာတော့အပြက်ဘင်းတို့နောက်ဆုံးမှာလားခွာစစ်စင်မှာလားမစင်ဘူးမစင်တော့ငါတို့တိုက်ပြီဆိုပြီးပြောပြီးတိုက်တဲ့ဆက်သဘောပဲအဲမင်းတို့ကသူတို့ကကြောင့်ဒါလိုပြောပြီးတိုက်တာမဟုတ်ပြပြသားသားရရင်နေနေတိုက်လာတာကိုတွေ့ရမှာတောင်းတော်ကအဲ့လိုလုပ်တာတော့မတွေ့ရကဲဟိုမင်းတို့ငါတို့တိုက်တော့မှဖြစ်တဲ့အတွက်မင်းတို့နောက်ဆုံးမှာလားငါတို့တိုက်ရမှာလားလို့ဆိုမေးတဲ့စကားအတူတူပဲ ဒါမဲ့တဲမမေးမမဲ့ဂျာဂန်မေးလိုက်တာဂျာဂန်မေးလိုက်တော့တသိပ်ယူလိုက်တာဟောအဲတေယုတ်ကဘိနာမှာရှိတယ်အာဟုတ်တယ်ဒါသူတို့ကတိုက်ရတော့မယ်ဟောပါဝင်နေဖြစ်တယ်အဲ့တော့ဘာလို့မှလဲရွေးကောက်ဝယ်လဲနီးလာပြီရွေးကောက်ဝယ်ဆိုနိုင်ငံအသက်သွေးကြောဖြစ်တယ်နိုင်ငံမှာ အားရအစသေးကြောင့်ကိုဖြတ်စည်းတာလေဒါတိုင်းမျိုးကိုဖြတ်စည်းနိုင်ငံကိုဖြတ်စည်းတာဖြစ်တဲ့အတွက်အကျမ်းဖက်တည်တမ်းပြအရေးကိုအရေးယူမှာဖြစ်တဲ့အတွက်ဆိုဒါမျိုးတွေဖြစ်လာဖြစ်လာတော့အဲ့တော့ဒီနေ့ဆွေးနွေးမယ်လို့လားဆွေးနွေးပြီလားတော့မသိဘူးကျွန်တော်အနေနဲ့ကြားသိရတာရှိတယ်အဲတေချာရင်တေချာတော့ကျွန်တော်ပြောပြပါမယ်အဲ့ဒီအကြောင်းကိုတော့ကျွန်တော်ရခိုင်ပြည်သူတွေအတွက်ဝမ်းသာစရာလေးကျွန်တော်ဒီစကားလေးကိုပြောတာပါအညီနိုင်တိုင်မယ်လို့ရရှိနေကျွန်တော်ဝမ်းသာပါတယ်လူတွေမသေးကြဘူးအိုးအိမ်တွေမပျက်စီးကြဘူးအဲပြီးတော့မိမိရဲ့နေရာလေးမှာမိမိတို့အေးတဲ့တဲ့ပြည့်နေရမယ်ပေါ့နော်အဲ့ဒါကြောင့်တမလောင်က အရခိုင်ပြည်သူတွေလည်းမသိအောင်ရခိုင်တနက်ကင်နေတဲ့အေတွေလည်းမသိအောင်တက်မတော်သားတွေလည်းမဆုံးချော့လူသက်တွေမဆုံးချော့ညှိနှိုင်းတာကိုကျွန်တော်အနေနဲ့လေးလေးလေးစားသလိုကြိုလဲကြိုဆိုပါတယ်။အောင်မြင်ပါစေလို့လည်းကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဗျာနော်။အဲ့လိုငြိမ်းချမ်းရေးနဲ့ဖွေအောင်မြင်သွားတဲ့ခါကျတော့အခုဆိုလို့ရှိရင်ဒါ TLL လေးဘက်မှဆိုကျွန်တော်ဒီတပ်ပုံလေးတွေထပ်ပြချင်ပါတယ်ဗျာ။အဲ့လိုမျိုးအေးအေးကြမ်းကြမ်းလေးတွေဖြစ်ကုန်ကြပြီ။ဖြစ်ကုန်ကြပြီဆိုတော့ကျွန်တော်တို့ကပြောလဲဗျာ။နော်။ အခုနမ်းမတူတန်းတန်းအေးဒီတီရလက်လေးထိချုပ်သားနေရတဲ့အကုန်စောက်ခွာပြီးတော့သူတို့မိမိဒီကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာမှာပဲအေးကြမ်းကြမ်းလေးနဲ့သူတို့လူမျိုးတွေသူတို့ကာကွယ်ဆောက်ရှောက်နိုင်ပါစေလို့ပဲကျွန်တော်အနေနဲ့ပြောချင်ပါတယ်အခုလက်ရှိတိုင်ဝဲတွေပလောင်တွေနဲ့တိုက်နေရတဲ့ဟာတွေလည်းပလောင်တွေနောက်ဆုတ်စေချင်တယ်တန်းလွန်သားတွေလည်းဆက်တိုက်ကြမလို့ပဲနဲ့အဲဒီထဲမှာရှိတဲ့ပြည်သူတွေပဲအေးကြမ်းကြမ်းလေးနဲ့ပေါ့အေးကြမ်းကြမ်းလေးနဲ့အဲကိုပြည်နယ်ရဲ့ကိုဒေတာကောင်းရကောင်းကြောင်းကို လှုပ်ဆောင်ပိတ်စီခြင်းနဲ့ပေါ့နော်အဲ့တော့နောက်ဆုံးကျွန်တော်ပြောချင်တဲ့စကားတစ်ခုကပါလဲဆိုတော့အဲဒီအကျန်းဖက်ဒီအလုံးဒီဒါပြည်သူတွေသိရှိဖို့အတွက်ကသူတို့ကနေနေလူနေတာသာဖြစ်တယ်။အဲတယန်ဇာသားတွေခိုးယူထုံးထုံးသုံးဆတာသာဖြစ်တယ်။တယန်ဇာသားတွေကသူလက်နက်ကင်နေတာဖြစ်တယ်။တိုင်းပြည်တွက်လက်နက်ကင်တာမဟုတ်ဆိုတာသိရှိဖို့လိုတယ်။အဲ့ဒါဒီစကားပြောရတဲ့ဥစ္စာမှာဘာကြောင့်ပြောလဲဆိုတော့နိုင်ငံကြီးမှာရောက်နေညီကောင်မတွေမှာအတိတ်တရားလေးတွေရသိခြင်းနဲ့အတွေးခေါ်လေးတွေဖြစ်စေခြင်းနဲ့ခေါင်းကန်လိုက်တဲ့အချိန်မှာ ဆဖင်မဆမ်းမနဲ့အုံတော့ကိုစမ်းကြည့်ပြီးဖို့လိုတယ်လို့ပြ။ကျွန်တော်တို့ကခေါင်းကန်နေခေါင်းကန်တော့ဆဖင်မဆမ်းမိတယ်။အဲ့ဆဖင်ကိုမဆမ်းမိပဲနဲ့အထဲမှာဟိုအုံတော့နဲ့အတိညာကိုစမ်းမိစေခြင်းနဲ့ဗျ။အဲ့တော့ငါတို့ ဒီတော်လိုင်းရေးဖွဲ့တွေကလက်နက်ကင်ပြီးတော့တိုက်နေကြတဲ့နေရာကြီးကအခုငါတို့အများဆုံးကြီးလိုက်လို့ရတယ်တန်ဆာတဲ့တူဖို့ပြီးဖြတ်စည်းသွားတယ်ပြည်သူလူထုတွေအိုးရင်တက်တွေပြည့်စည်းသွားတယ်ရောက်တဲ့နေရာတိုင်းမှာလည်းပဲအဲတိုက်ပွဲတွေကြောင့်လူတိုင်းဒုက္ခရတယ်ဒီတိုက်ပွဲတွေငါတို့ဆက်လက်ပြီးတော့ပံ့ပိုးပေးမလားပံ့ပိုးပေးရင်တက်မလို့ကလည်းပဲချက်တိုင်းမှာပဲအကြမ်းဖက်တွေကိုဒီနေရာမှာထားမှာမဟုတ်အဲ့တော့ငါတို့ကအကြမ်းဖက်ကိုတက်ပြီးအားပေးလို့ရှိရင်ပြည်သူကိုထတ်သက်နေလို့ဖြစ်တယ်ဆိုတော့ကိုဟိုတွေးမိကြပါလို့ပြောရင်းနဲ့အားလုံးကျမ်းပါစေကြောင်းကိုဆုမွန်ကောင်းတောင်းပါတယ်နောက်ဆုံးရစီရီသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ ျွန်တော် channel လေးကို subscribe လုပ်ထားပြီးတော့တောင်းဆိုပါရခင်ဗျာ။